တိတ်ဆိုရင်တော့မဂဇင်းပိတ်လက်ကြီးမင်္ဂလာပါနေကြီးကတော့ဒီနေ့မှာတော့လွယ်မယ်မြန်မယ်စားလို့ကောင်းမဲ့ပဇွန်ပဲကြံကြော်လေးကိုလောက်ပြသွားမှာဖြစ်ပါတယ်ပဲကြံမှာကပဲကိုအခြေခံပြီးလောက်ထားတဲ့အတွက်ကြောင့်မို့လို့စားလို့လည်းကောင်းပြီးအရသာလည်းရှိပါတယ်ကဲဒီလိုဆိုရင်တော့စပြီးတော့လောက်လိုက်ကြရအောင်နေကြီးကတော့မွှေးရစိတ်ပဲကြံလေးတို့ကိုရေ15မိနစ်ခန့်စိမ်ပါမယ်ရေစိမ်တဲ့အခါမှာတော့ပဲကြံလေးတွေကိုရေမြုပ်အောင်ထိရေစိမ်ပေးရပါမယ်နော် ပဇွန်ပဲကြတယ်ကြော်ဘူးအတွက် အခုကစပြီးတော့ဆော်လေးကိုကျိုးဆက်ထားပါမယ်။ဘာလို့ဆော်လေးကိုကျိုးဆက်လဲဆိုတော့ကြော်တဲ့အခါမှာတခုချင်းစီလိုက်ထဲဖို့ဆိုရင်အချိန်ကမရဘူးပေါ့နော်။အဲ့ဒါကြောင့်မို့လို့အခုကတည်းကတခါတည်းဆော့ကိုကျိုးဆက်ထားတာပို့ပြီးတော့ကောင်းပါတယ်နော်။ပဇွန်ကိုကားလေးနည်းနည်းထည့်မယ်။ပြီးရင်ငေးုပ်ကောင်းလေးနည်းနည်းထည့်ပြီးတော့သမအောင်ခဏလေးမှုေထားမယ်ပေါ့နော်။ဒီနေရာမှာပဇွန်မသုံးဘဲနဲ့အခြားစက်သားတို့ဝက်သားတို့လည်းသုံးလို့ရပါတယ်နော်။ ။အစုံလေးလည်းအရသာနေပြီဆိုတော့စပြီးတော့ပေးကြစင်လေးကြော်ပါမယ်။ပေးကြစင်ကြော်တဲ့အခါမှာအိမ်မှာဒီလိုစောင်းနဲ့တဲ့ဒဲအိုးနဲ့ကြော်ရတော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်။အမီးဖွင့်မယ်ပြီးရင်ဒဲအိုးထားမယ်။ဒဲအိုးတော်တော်လေးပူတဲ့အနေထားဒီရအောင်မီးကိုတင်ထားမယ်ပေါ့နော်။စီစထည့်ပါမယ်။စီလေးကိုမှအိုးရဲ့ပပတ်လေးကိုဒီလိုမျိုးလေးလုပ်ပေးပါမယ်။ခုဆိုရင်တော့ကြက်သွန်ကြီးစားထည့်ပါမယ်။ ကျက်သွန်နီလေးတွေနည်းနည်းမျိုးလာပြီဆိုတော့ကျက်သွန်မျိုးစားထည့်ပါမယ်။အဖြူနီနံလေးတွေမှွေးလာတဲ့အခါမှာတော့မြုပ်တိအလောင်းမုံလေးထည့်ထည့်ပါမယ်။ပြီးရင်တော့ပဇွန်ထည့်ပါမယ်။ဒီနေရာမှာနေကြရတော့ပဇွန်လေးကိုမှ ခွာပြီးတော့မှကြောရုပ်ထုတ်ထားပါဗါး။ပဇွန်လေးတွေလည်းနည်းနည်းအယောင်လေးရဲလာပြီဆိုတော့နေရာလေးအနှင်းငယ်ဖယ်ပြီးတော့ကြက်ဥခလောက်ထားလေးထည့်ပါမယ်။ ကျုပ်လေးကိုမှအဲ့လိုမှွေကြော်ပုံစံမျိုးလေးအရင်ကြော်ပြီးပြီဆိုမှခုနကထည့်ထားတဲ့အစာပလာလေးတွေနဲ့ရောပြီးတော့မှွေပါမယ်။ကျုပ်လေးတွေပဇွန်လေးတွေချက်လောက်ပြီးဆိုတော့အတီးရွက်လေးတွေစားထည့်ပါမယ်။ကော်ဖီထည့်ပါမယ်။ဥနီထည့်ပါမယ်။အကုန်လုံးကိုရောပြီးတော့ကြော်နေရင်တန်းလန့်နဲ့၆တလို့ထင်ရင်တော့စီလေးတွေကိုကိုနှစ်တက်တက်လို့ထည့်ထည့်လို့ရပါတယ်နော်။မှွေကြော်ကြော်ပါမယ်။နောက်ဆုံးမှာတော့စိန်ထားတဲ့ပဲကြံစံလေးတွေကိုထည့်ပါမယ်။ ရှဇန်အပေါ်ကမှခုနကဆက်ထားတဲ့စော်လေးကိုလောင်းထည့်ပါမယ်။ပြီးရင်တော့အကုန်လုံးကိုသမအားမှွေပါမယ်။ပဲရှဇန်နူးဤသွားတဲ့အထီးကြော်ပေးရပါမယ်။နေမိကြည့်မယ်နော်။อืมဒီနေထားဆိုရင်တော့ မီးလေးပိတ်ပြီးတော့သုံးဆောင်လို့ရပါပြီเนาะပေးကြစံကလေကာဗွန်ဟိုက်ဒရိတ်ကိုအခြေခံထားတဲ့အကြောင်းမို့လို့ပရိုတင်းတက်အနေပါတဲ့ဒါကြောင့်မို့လို့ပရိုတင်းတက်ကျဲွားတဲ့အသားငါပေပြာကျုပ်တို့နဲ့တွက်ဖက်ပြီးစားတာကအရန်ကိုကောင်းပါတယ်အရသာလည်းရှိပါတယ်嗯。Mm. ပဇွန်အရသာလေးရဲ့ပေးချာဇန်ရဲ့အရသာလေးရဲ့အသီးရွက်အရသာလေးရဲ့နဲ့နောက်ပြီးတော့စော့လေးရဲ့အရသာလေးပါပေါင်းဆက်လိုက်တဲ့အခါမှာအရန်ကိုအရသာရှိပြီးအချိန်ကုန်တက်တာနဲ့လီလီမြန်မြန်နဲ့ချက်လို့ရတဲ့ဟင်းညာတော်ဝဲဖြစ်တဲ့အတွက်ကြောင့်မို့လို့အားလုံးကိုလည်းလိုက်လို့စိုက်ကြည့်သေးချင်ပါတယ်တိဆွေတို့မကတိပိတ်တဲ့ကြီးတက်တာ